်ဒန်နီအက်ဗက်စ်ရဲ့လိမ်မိုင်းဆိုင်ရာအမှုအရှုပ်တော်ဘောလုံးကဘာအကြီးတဲကနာမည်ကျော်တွေထဲမှာဒန်နီအက်ဗက်စ်လို့စွမ်းရည်ပြေးွားတဲ့ကစားသမားတစ်ယောက်ရဲ့နာမည်ကိုဘယ်သူမှမေ့ဖို့မလွယ်ပါဘူးဘရာဇီးလိုနိုင်ငံကြီးကိုကိုစားပြုခဲ့သူဘာစလိုနာယူဗင်နက်စ်နဲ့ပဲရစ်စင်ဂျာမိန်တို့လိုကလပ်ကြီးတွေမှာစွမ်းဆောင်ရည်တွေပြသခဲ့ပြီးစုတစိတ်ပေါင်းများစွာရရှိခဲ့သူတဦးပါအပြင်မှာ2023ခုနှစ်ဇန်နဝါရီလမှာတော့သူ့ရဲ့ချီးကျူးဝယ်ကောင်းတဲ့ဘောလုံးကစားသမားဘဝဟာမမျော်လင့်ထားတဲ့လမ်းကြောင်းတစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ် 2023ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာဒန်နီအေဗက်စ်ကိုစပိန်နိုင်ငံကတလိုနီးယားရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီးလိမ်မိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့တရားစွဲဆိုခံရပါတယ်။ဒီဖြစ်ရပ်ဟာ2022ခုနှစ်ဒီဇင်ဘာလ30ရက်နေ့ကဘာစီလိုနာမြို့ကညာကလပ်တစ်ခုမှာဖြစ်ပွားခဲ့တာပါ။တရားစွဲခံရသူအမျိုးသမီးရဲ့ပြောဆိုချက်အရအေဗက်စ်နဲ့ကလပ်ရဲ့ VIP အကမ်းမှာတွေ့ဆုံပြီးနောက်သူမကိုရေချိုးကန်းနဲ့ခေါ်တော့ကလိမ်မိုင်းဆိုင်ရာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စုံစမ်းစစ်ဆေးရေးအစ်စ်မှာ Everset DNA နမူနာနဲ့တိုက်ညီမှုတွေလက်ပွေရာတွေလိုတက်တဲ့အထောက်အထားတွေကိုတင်ပြခဲ့ပါတယ်။ Evers ကတော့အစောပိုင်းမှာဒီတရားစွဲဆိုမှုတွေကိုညင်းဆိုခဲ့ပြီးဆက်ဆံရေးကသဘောတူညီမှုယာပီးသားဖြစ်တယ်လို့ဆိုခဲ့ပါတယ်။သို့တော်လည်းသူ့ဇနီး Joanna Sands ရဲ့တက်တဲ့စွဲဆိုရာမှာအဲ့ဒီညက Evers ဟာယမကာတောက်စားပြီးဝူးရင်နေတဲ့ပုံပေါက်ပြီးအရင်နဲ့အလွန်နယ်နေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။2024ခုနှစ် February လမှာတော့ Catalonia တရားရုံးကနေ Evers ကိုအပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ထောင်ဒဏ်လေးနှစ်ခွဲချမှတ်ကပြစ်မှုကျူးလွန်သူအတွက်ဒန်ဂျေးယူရိုပေါင်းတသိန်းခွဲပေးဆောင်ခိုင်းခဲ့ပါတယ်။ဒီအမှုဟာ Elvis ရဲ့နာမည်ကြီးမှုကြောင့်သာမက စပိန်နိုင်ငံရဲ့ Only Yes Man Yes ဆိုတဲ့ဥပဒေအရပထမဆုံးအရေးပါတဲ့အမှုကြီးတစ်ခု ဖြစ်တာကြောင့်မီဒီယာအချို့ရဲ့အာရုံစိုက်မှုကိုအများဆုံးရရှိခဲ့ပါတယ်။ဒီဥပဒေဟာဒိန်ကိစ္စမှာရှင်းလင်းတဲ့သဘောတူညီမှုရဲ့အရေးပါမှုကိုအလေးထားတာပဲဖြစ်ပါတယ်။ပြည်တိုင်းချမှတ်ခံရပြီးတဲ့နောက် Elvis ကို ဘာစီလိုနာအနီးစိန့် STV စန်ရိုဗီရက်စ်မျိုးက Brian's 2အထောက်မှာထားရှိခဲ့ပါတယ်။သူက2024ခုနှစ် match လအကြီးအဲ့ဒီမှာရှိနေခဲ့ပြီး Euro Dollar တသန်းတန်ကြီးဆောင်မှသာအကျယ်ကျုပ်ရမယ်လို့အမိန်ထွက်ခဲ့ပြန်ပါတယ်။သူလွတ်လပ်ခွင့်ရဖို့အတွက်စီးမြင့်တွေအနေနဲ့ Elvis ဟာသူ့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုလက်လွတ်ပေးရမယ်။စပိန်နိုင်ငံထဲမှာပဲနေထိုင်ရမယ်။တပတ်တစ်ခါတရားရုံးကိုသတင်းပို့ရမယ်လို့တတ်မှတ်ခဲ့ကြပါတယ်။ ဒါအပြင်ပြင်းမှုကျူးလွန်ခံရသူနဲ့မီတာတထောင်အတွင်းချင်းကက်ခွင့်မပြုတဲ့ဓာတ်မြင့်ချက်တစ်ခုလည်းချမှတ်ခဲ့ပါတယ်။တရားရေးစစ်ဆေးမှုတွေကတော့ဆက်လက်ရှိနေသေးဖြစ်ပြီး2025ခုနှစ်မတ်လမှာစပိန်တရားရုံးကအယ်ဗတ်ဆက်အပြစ်ရှိကြောင်းဆုံးဖြတ်ချက်ကိုပယ်ဖျက်ခဲ့ပြန်ပါတယ်။အကြောင်းပြချက်အနေနဲ့ပြင်းမှုကျူးလွန်ခံရသူရဲ့ထွက်ဆိုချက်တွေမှာမကိုင်းညီမှုတွေရှိတယ်။မူလဆုံးဖြတ်ချက်ကိုထောက်ခံနိုင်လောက်အောင်တက်တည်အထောက်အထားမလုံလောက်ဘူးလို့ဆိုပါတယ်။ဒီဆုံးဖြတ်ချက်ဟာရောနှောနေတဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ်အယ်ဗက်ဆယ်ရှင်းနေအဖွဲ့ကတော့ဒီဆုံးဖြတ်ချက်ကိုဝမ်းမြောက်စွာကြိုဆိုခဲ့ပေမဲ့ပြမှုကျူးလွန်ခံရသူရဲ့ကိုယ်စားလှယ်တွေကတော့ဒီဆုံးဖြတ်ချက်ဟာတခြားသောလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေကိုသူတို့ခံစားရတဲ့အကြောင်းပြောပြဖို့စိတ်အားငယ်သွားစေနိုင်တယ်ဆိုပြီးဇိုးရိမ်ပူပန်မှုတွေကိုဖော်ပြခဲ့ကြပါဗျ။ဆုံးဖြတ်ချက်ပယ်ဖြတ်ခံရပေမဲ့လည်းနိုင်ငံအမှုရှင်တွေရုံကဒီဆုံးဖြတ်ချက်ကိုစပိန်နိုင်ငံရဲ့အမြင့်ဆုံးတရားရုံးကိုအယူခံဝင်ခဲ့ပါသေးတယ်။အကြောင်းကတော့အောက်ခြေတရားရုံးရဲ့ကောက်ချက်တွေအားမှားယွင်းနေတယ် ပြည်မှုကျူးလွန်ခံရသူရဲ့ယုံကြည်စိတ်ချရောက်မှုကိုမတရားသဖြင့်မေကွန်ထုတ်ခံခဲ့ရတယ်လို့ယင်းဆိုခဲ့လိုပါပဲလက်ရှိအချိန်မှာတော့ Danny Evans ဟာလိုလက်တဲ့လူတယောက်အနေနဲ့ရှိနေပေမဲ့ဒီအမှုရဲ့အရေးဟာသူ့ရဲ့ခြံရစ်ခဲ့တဲ့လုံရက်တွေပေါ်မှာကျန်ရှိနေသေးပါဘောလုံးလကတဲ့ကိုသူပြန်လာနိုင်မလားဆိုတာကိုတော့လူအများကမေခွန်းထုတ်နေကြသေးဖြစ်ပြီးသူ့ရဲ့အနာဂတ်ဟာလည်းမရေရာမှုတွေနဲ့ပြည့်နှက်နေသေးပါတရားရေးဆိုင်ရာလုပ်ငန်းစဉ်တွေဟာဆက်လက်ရှိနေသေးတာကြောင့် ီဇလန်ရဲ့နောက်ဆုံးအခန်းကို ရေးသားပြီးစီးတည်တော့မဟုတ်သေးပါဘူးဗျ။